နမကြီးဘောလိဝုဒ်သရုပ်ဆောင်အမေရိကန်ဟာစစ်စစ်ချက်မှတ်တမ်းမှာ H1N1 ဒုကွေးရောဂါပိုးကူးစက်ခံရကြောင်းတွေ့ရှိခဲ့ရတယ်လို့ India Times သတင်းတရက်အရသိရပါဗျ။အဲဒီသတင်းကို DNA India သတင်းဌာနမှဖော်ပြထားတာကိုလည်းတွေ့ရှိရပါဗျ။ August 6ရက်နေ့ကပူနီမြို့မှာပြုလုပ်ခဲ့တဲ့ခန်းနာတစ်ခုမှာသူ့ရဲ့ပြည်သူတွေနဲ့ video conference ပြောဆိုနေချိန်တွင်အမေရိကန်ကသူ့မှာ H1N1 virus ပိုးကူးစက်ခံရကြောင်းထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ်အမေခန်းကကျွန်တော်မှာတုတ်ကွေးယောဂဘုတ်ကူးဆက်ခံရအောင်စစ်စစ်ချက်ထွက်ပေါ်လာပြီးဆရာဝန်တွေကကျွန်တော်ကိုအနားယူဖို့ညွှန်ကြားထားပါတယ်။ယောဂဘုတ်မပြန့်စီဖို့အတွက်လူနေထူထပ်တဲ့ပွဲလမ်းတစ်ပင်နေအခမ်းအနားတွေကိုလည်းတွားရောက်နိုင်မှာမဟုတ်တော့ဘူးလို့ပြောခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်သူ့ရဲ့ဇနီးတဲ့ KN ရောက်မှလည်းတုတ်ကွေးယောဂဘုတ်ကူးဆက်ခံရတယ်လို့သတင်းရင်းမြစ်တစ်ခုမှဖော်ပြထားပါတယ်။သူတို့ဇနီးမောင်နှံအူအားပါနီဖောင်ဒေးရှင်းရဲ့နှစ်စဉ်ပြုလုပ်နေကြစုချင်းမြင့်ပွဲအခမ်းအနားကိုတက်ရောက်ရမှာဖြစ်ပေမဲ့ ၎င်းတို့နှစ်ဦးလုံးတက်ရောက်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ကုသရောဂါအမျိုးအစားတွေကိုအဓိကကုသပေးနေတဲ့ Jaslot စေယုံရဲ့ Director ဖြစ်သူ Dr. Sheriva Stack ကတော့ယောဂပုံမပြောင်းသွားစေဖို့အတွက်အဲ့ဒီယောဂကြုံတွေ့နေရသူတွေဟာလူထုထက်တဲ့နေရာတွေကိုမသွားသင့်ပါဘူးလို့ပြောပါတယ်။